ကျစီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစေလို့ကျွန်တော်တွေဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မနက်ခင်းအတွက်ချက်စီတင်အကြောင်းအလေးတွေကိုဒီဗီဒီယိုမှာတစူးစီးတယ်စူးစီးဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့တော့ကြာမနေ့ကပဲကျွန်တော်တို့အာဒန်တီဖြစ်သွားတဲ့ကစားသမား၂ယောက်ရှိတယ်ပေါ့မနေ့ရက်တနေ့ရက်ပေါ့နော်ဒါအားလုံးဒီအတိုင်းရာအိုပက်ထရိုနဲ့ရာမဲကစ်တန်ပေါ့နော်ဆိုတော့ဒီကစားသမား၂ယောက်ကိုချက်စီတင်နေနဲ့ဒန်တီဖြစ်သွားတဲ့ချိန်အဲတယောက်ကတော့နောက်မှ အနောက်မှာဟိုဒန်တီဖြစ်တယ်ဆိုပေမဲ့တင်းလင်းမြန်မြန်ပဲစစ်စစ်မှုပြီးသွားပြီဆိုတဲ့တင်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒါ Brighton ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Yao Patro ဖြစ်ပါတယ် Yao Patro ကအခုချိန်မှာဒါကျွန်တော်တို့ဒါဟိုဟာဒန်တီဖြစ်ပြီးကလေးကသူအမေရိကန်ကိုသွားပြီးတော့ဒါစစ်စစ်မှုသွားလောက်တာပေါ့နော်သွားလောက်တဲ့ချိန်မှာအခုတော့ Medical check up တွေအားလုံးလည်းအဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ဒါ Chelsea တင်းကိုဒါ Paperwork Signing နေပြီးသွားပြီဆိုလို့ရှိရင်တော့ဒါတရားဝင် Jersey နဲ့ Official Announcement ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ် ဆိုလင်းလင်းမြတ်မြတ်မယ်ဒါကျွန်တော်တို့စစ်စစ်မှုတွေအောင်မြင်သွားခဲ့တာကတော့ဒါကျွန်တော်တို့ဝမ်းသာစရာပါဆိုလက်ရှိမှာတော့ Chelsea အသင်းအနေနဲ့ Yao Petro, Yamai Gitan တို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားပြီးဖြစ်တဲ့ဆို Yao Petro ကိုလည်းမကြခင်မှာ Club World Cup လူစင်းနဲ့ထည့်သွင်းပြီးတော့အသုံးပြုသွားမယ်ဆိုတော့အဲကျွန်တော်တို့သတင်းတွေလည်းကြားရတယ်ပေါ့နော်ဆိုဒီကစားသမားနှစ်ယောက်ကို Chelsea အသင်းအနေနဲ့ခေါ်ယူနိုင်နိုင်တာကတော့တော်လေးဒါဒီ transfer မှာအားရစရာကျွန်တော်ခြေလန်းနေပေါ့နော်ကနအူးခြေလန်းနေလို့ကျွန်တော်ပြောလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒါက ဒီတိုက်စစ်ကစားသမားနှုတ်နဲ့ပတ်သက်ပြီးတော့ update တင်လေးပါ တဖက်မှာတော့ဂျော်ရင်းရဲ့ညာတောင်မှန်ကစားသမားဖြစ်သူမာဒူဂီနဲ့ပတ်သက်လို့ရှင်တဲ့လက်ရှိမှာဒါသတင်းတွေကတော်လေးတက်နေတယ်။လက်ရှိဒါချယ်ဆီသင်းရဲ့ပရီးမီးယားလိပြိုင်ဘက်တွေဖြစ်တဲ့နျူကာဆယ်ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ကဆိုလို့ရှိရင်လေအဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့အတော်လေးမျက်စိကျတဲ့အထဲမှာပါတယ်လို့ကျွန်တော်နေသိရတယ်ပေါ့နော်။ဆိုအာဆင်နယ်အသင်းဆိုလို့ရှိရင်လေဒီကစားသမားကိုအဲလွန်ခဲ့တဲ့ရက်သက်တပတ်တွေကတည်းကချယ်ဆီသင်းရဲ့လှုပ်ရှားမှုတွေပေါ်စောင့်ကြည့်နေတယ်လို့နျူကာဆယ်ယူနိုက်တက်ဟာလည်းလက်ရှိချိန်မှာချယ်ဆီသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တင်းမှုတွေပေါ်စောင့်ကြည့်နေပြီးတော့ဒီလိုမျိုးပေါ့နော်။ ကျွန်တော်တို့အဲမာဒိုဂီလိုမျိုးကစားသမားတွေကိုချက်စီးတင်းနေတဲ့ ရောင်းချမလားဆိုတော့အခြေအနေတွေကိုကြည့်ရှုနေတယ်အကယ်၍ချက်စီတမကလူမျိုးမာဒူကင်နဲ့ပတ်သက်ပြီးတော့အတန်ဟလာတာတွေပါရှိလို့ရှိရင်ဒီနှစ်သင်းကမာဒူယူကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေကြတယ်ကျွန်တော်သိရတယ်လက်ရှိမှာတော့ချက်စီတင်းကမပြတ်မသားအနေထားမှာရှိနေတယ်ဗျဘာလို့လဲဆိုချက်စီတင်းကမာဒူဂီကိုရောင်းလဲရောင်းချင်တယ်တစ်ဖက်မှာလည်းသူတို့မာဒူဂီကိုကြိုက်တယ်ပေါ့နော်ကြိုက်လို့ဆိုအထူးသဖြင့်လက်ရှိနီးပြဖြစ်သူအန်ဆိုမာရက်စကာဟာမာဒူဂီကိုသဘောကျတဲ့နီးပြတူဖြစ်တယ်လို့ကျွန်တော်တွေသိထားတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ချက်စီတင်းနေနဲ့ပြတ်သားရဆုံးဖြစ်ချက်တော့မချသေးဘူးသို့တော့တခုတော့ရှိတယ်ဗျ အဲ့ဒါပါလဲဆိုရင်ကျော်အကယ်၍ပေါ့နော်ဒီ Arsenal ဖြစ်ဖြစ် Newcastle ဖြစ်ဖြစ်ကမ်းလှမ်းလာတဲ့ဒီ offer ဆိုလို့ရှိရင်တို့လက်ခံနိုင်တဲ့ပမာဏမျိုးကိုရောက်တယ်ပေါ့နော်ရောက်တယ်ကြော်တယ်ဆိုလို့ရှိရင်တော့အမတို့ယူတို့ကအတင်းကျပ်ကြီးဒါရောင်းရမဟုတ်ဆိုပြီးတော့စီးပိတ်ထားမှာတော့မဟုတ်ဘူးလို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်ဆိုတော့ Madugi ရဲ့ အခြေအနေဟာလည်းကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမယ်အဲသတင်းတပုတ်အဖြစ်ကြန့်ရှိနေသေးပါတယ်ဆိုတော့မာတူဂီကိုရောင်းချစီခြင်းနဲ့ပြည်သက်တွေအနေနဲ့ဆိုလို့ရှိရင်တော့အဲဒီသတင်းလေးကိုဆက်လက်ပြီးတော့စောင့်မျှော်အောင်ဖြစ်ပါတယ်ပြီးတော့ဒီကနေ့မနက်ခင်းမှာတော်တော်လေးဟို report တော်တော်များများတာ romano အပါဝင်ချောင်းတော့ယူကြီးစိတ်ချ report တွေဖော်ပြချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ whatsapp ရဲ့တိုက်စစ်ကစားသမားဖြစ်သူမိုဟာမတ်ခူဒတ်ရဲ့သတင်းတွေကတော်တော်လေးလှိုင်းလိုင်းထွက်ပေါ်နေတယ်ပေါ့နော် အဒီလ်တပြည့်တော့ဒီတိုက်စစ်နမှုခေါ်ပြီးသည့်တိုင်အောင်ချက်စီးသင်းကကူဒတ်နဲ့ပတ်သက်ပြီးသူတို့ရဲ့စိတ်ဝင်စားမှုကိုဆက်လက်ပြီးထားရှိနေစေဖြစ်တယ်ဆိုတဲ့အခြေအနေဖြစ်တယ်။မာရက်စကာနဲ့ချက်စီးသင်းတာဝန်ရှိသူတွေဟာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကိုထပ်မံအင်အားဖြည့်တွင်းဖို့အတွက်ပေါ့နော်။ကူဒတ်လိုကစားသမားမျိုးဟာတင့်တော်တဲ့အနေအထားမျိုးမှာရှိတယ်။ခေါ်သင်းခေါ်တိုက်တဲ့ကစားသမားမျိုးဖြစ်တယ်လို့ယုံကြည်နေလို့ကျွန်တော်နေသိရတာပဲဖြစ်တယ်။ ဆိုတော့ဒီမိုဟာမက်ကူဒတ်ကိုချက်စီတင်းကဒီရာအိုပက်ထရိုတို့ယမေကစ်တန်တို့ကိုလိုက်နေစဉ်အချိန်တွင်းမှာပဲဝဆန်းကိုဒါကွန်တက်လုပ်ထားတာတွေရှိတယ်လို့လည်းကျွန်တော်သိရတယ်ပြောရရင်တော့လက်ရှိမှာရာအိုပက်ထရိုအဲယမေကစ်တန်တို့ကိုခေါ်ယူပြီးသည့်တိုင်အောင် မိုဟာမက်ဂူဒတ်ရဲ့အခြေအနေကရူအောင်မဖြစ်သွားသေးဘူးဆိုတဲ့အခြေအနေမျိုးမှာချက်စီတင်ကယက်တီနေတာဖြစ်တယ်။ဆိုတော့ဆက်လက်ပြီးတော့ဒီကစားသမားရဲ့ available ဖြစ်မှုတွေအပေါ်မှာစောင့်ကြည့်နေသလိုအဲလက်ရှိမှာကစားသမားကိုစိတ်ဝင်စားနေတဲ့ဒါ Premier League ကလပ်အသင်းတွေကလည်းရှိနေတော့ချက်စီတင်နေနဲ့ဟိုပြက်ပြက်သားသားလှုပ်ဆောင်ရမယ့်အခြေအနေမျိုးတွေရှိတယ်လို့ကျွန်တော် ိထားရတယ်ပေါ့နော်ဆိုအချိန်သိပ်ပြီးတော့စွဲနေလို့မရတဲ့ saturation တစ်ခုမှရှိတဲ့အချိန်သူတို့ကစားသမားတွေဒီလိုမျိုးခေါ်ယူပြီးတိတိုင်အောင် coolers ကိုစိတ်ဝင်စားနေတော့ chelsea သင်းမတ်ကလည်းအမြန်ဆုံး wasan နဲ့သူတို့ကြားမှာသဘောတူညီမှုတစ်ခုခုကိုရှာဖွေနိုင်ဖို့အတွက်စူးစမ်းနေလို့ကျွန်တော်အနေနဲ့သိရတာပဲဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဒီလာမယ့်ရက်တွေမှာပေါ့နော်ချက်စီတင်းရဲ့ဒီတိုက်စစ်ဖြစ်တင်းမှုတွေကရပ်တန့်သွားအောင်မှာမဟုတ်ပဲနဲ့ဆက်ပြီးတော့မြင်တွေ့ရအောင်မှာဖြစ်တယ်နော်မမျှော်လင့်မနဲ့ဒီကနေ့ညတော့နောက်နေ့မနက်တော့မှာတော့မှာမိုဟာမက်ကူဒတ်ကိုခေါ်ယူရဲဆိုတော့အခြေအနေမျိုးတွေတောင်မှကျွန်တော်တို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ချက်စီတင်းရဲ့လှုပ်ရှားမှုတွေကတော်တော်လေးတော့ခက်သွက်သွက်ရှိလာတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်ပြောသလိုပါပဲအဓိကချက်စီတင်းကောင်းသွားတဲ့တစ်ချက်ကဘာလဲဆိုရင်ဒီကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာချန်ပီယံလိဝင်လိုက်တာပဲနော်ဆိုတော့ ဒါတော်တော်လေးချက်စီးသိင်းရဲ့ဒီ transfer တွေမှာအများကြီးအထောက်ကူအထောက်ပံ့ဖြစ်သွားစီတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဗျာဆိုတော့ဒီအချက်ကချက်စီးသိင်းနေနဲ့တော်တော်လေးဟိုပါပေါ့နော်ဟိုစူးစမ်းရကြိုထိုက်တန်သွားတယ်လို့ကျွန်နေနဲ့ပြောရမှာပဲဖြစ်တယ်ဆိုတော့ဇန်သမားတွေကလာကျင်နေချက်စီးသိင်းကလည်းဒါတကယ်ကိုတိုက်စစ်ကိုအရှက်ကြီးအမှန်ကန်ဟိုတာဖြစ်တင်းနေတဲ့အနေအထားမျိုးဆိုတော့ ဟိုကျွန်တော်ထပ်ပြီးတော့မြင်တွေ့အောင်အကဲ Kudos ကိုခေါ်ပြီးပြီဆိုရင်တော့မှကျွန်တော်ဟူကို Akita's Saturation ကထပ်ပြီးတော့ဒီကြံနေသေးတယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေဆို Chelsea တင်းကတော့တိုက်စစ်နဲ့ပတ်သက်ရေးဒီမှာအများကြီးတော့လုံနေတယ် ဒီလိုပဲဒါပြီးရင်တော့သူတို့ခန်စစ်တို့ဘာတို့ကိုရွှေ့မယ်ဆိုတဲ့ interview တွေရှိတယ်ကွင်းလယ်ပိုင်းနေပေါ့နော်ဆိုတော့ Goldman Sachs Securities က Chelsea တင်းရတစ်ဖက်ကနေစောင့်ကြည့်နေစေဖြစ်တယ်ဆိုတော့ဒါအလုံးမှာတော့ Chelsea တင်း transfer တွေကိုမြင်တွေ့ရနိုင်မှာကြောင့်တင်ဆက်ရင်းနဲ့ဒီကနေ့မနက်ခင်းတော့ Chelsea တင်းတင်ဆက်မှုလေးကိုတော့ဒီလောက်နေပဲဆုံးသက်ကြတာကွင်းပြပါခင်ဗျအဆုံးထိကြည့်ရှုအားပေးကြရယ် brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျအားလုံးပဲ see you next video ပါနော်